ကျွန်တော်တို့ကွန်ပျူတာမှာစာရမ်းလေးပြီးတော့ဘာမှနှိပ်လို့မရတော့ဘူးဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်အခုပြပေးမယ့်နေလန်လေးကိုသုံးပြီးတော့ပြန်လည်ဖြည့်ရှင်းနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ကွန်ပျူတာမှာစက်က RAM ကကျွန်တော်တို့နည်းတယ်ကိုသုံးတဲ့ software တွေကကျွန်တော်တို့ Photoshop တွေလည်းဖွင့်ပြီးတော့သုံးနေတယ် Microsoft Word တွေ Excel တွေရောကျွန်တော်တို့က file ရောဖွင့်ပြီးတော့မှအလုပ်တွေလုပ်နေတယ်ပေါ့နော်ဒီလိုအခါမျိုးမှာကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာစက်က RAM နဲ့ပြီးတော့မှ ဘာမှကျွန်တော်တို့ကနှိပ်လို့မရတော့တဲ့အခါမျိုးတွေဒီပါစက်ကလေးသွားတဲ့အခါမျိုးတွေရှိပါတယ်ဒီလိုအခါမျိုးမှာကျွန်တော်တို့ကပြန်လည်ပြီးတော့မှဖြည့်ရှင်းဖို့ရာအတွက်ဆိုရင်ကျွန်တော်တို့ကွန်ပျူတာကလည်းကျွန်တော်တို့ဒီမှာမောက်တွေလည်းကျွန်တော်တို့ဘာမှသုံးလို့မရတော့ဘူး software တွေကျွန်တော်တို့သွားပြီးတော့မှပိတ်မယ်ဆိုရင်လည်းပိတ်လို့လည်းရမှာမဟုတ်တော့ဘူးပေါ့နော်ဒီလိုအခါမျိုးမှာကျွန်တော်တို့ပြစ်လုပ်ပေးရမယ့်နီလန်လေးရတစ်ခုပဲရှိပါတယ်ကျွန်တော်တို့ keyboard ကနေပြီးတော့ keyboard shortcut နဲ့ control order delete ကိုကျွန်တော်တို့တွဲပြီးတော့မှနှိပ်ပေးရပါမယ် control order delete နဲ့လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဆက်ကရန်လေးနေတဲ့အတွက်ဒီရဲ့နေရာလေးမှာ control order delete နှိပ်တဲ့အခါမှာအခုလိုမျိုးနေရာလေးကိုကျွန်တော်တို့ချက်ချင်းတန်းပြီးတော့ရောက်မှာမဟုတ်ပါဘူးဒီနေရာလေးမှာကျွန်တော်တို့ခဏလေး control order delete ကိုနှိပ်ပြီးသွားတဲ့အချိန်မှာခဏလေးစောင့်လိုက်တဲ့ဆိုရင်တော့ဒီရဲ့ဘောက်လေးကျွန်တော်တို့ကြာလာပါလိမ့်မယ်ဒီလိုမျိုးဘောက်လေးကျွန်တော်တို့ကြာလာပြီဆိုရင်တော့ဒီထဲမှာကျွန်တော်တို့က tab manager ဆိုတဲ့အထည်ကိုဝင်လိုက်ပါမယ် တက်မန်နေဂျာဆိုတဲ့တဲကိုဝင်လိုက်တဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ကွန်ပျူတာဆက်ကအရန်လေးနေတဲ့အတွက်ဒီနေရာမှာလည်းကျွန်တော်တို့ချက်ချင်းရောက်မှာမဟုတ်ပါဘူးတရက်နေရာလေးမှာတော့ကျွန်တော်တို့ခဏလေးတီးခံပြီးတော့စောင့်ပေးရပါမယ်ဒီတော့ဒီရက်ကျွန်တော်တို့ကတက်မန်နေဂျာဆိုတဲ့ဘောက်လေးကျွန်တော်တို့ကြလာပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ process ဆိုတဲ့တဲကိုဝင်ပေးလိုက်ပါမယ် process ဆိုတဲ့တဲကိုကျွန်တော်တို့ဝင်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ကွန်ပျူတာမှာဖွင့်ပြီးတော့မှအလုပ်လုပ်နေတဲ့ program တွေအားလုံးက ကျွန်တော်တို့ဒီရနေရာလေးမှာကျွန်တော်တို့မြင်တွေ့ရပါလိမ့်မယ်အခုဒီမှာဆိုရင်ကျွန်တော်တို့ application လေး6ခုကျွန်တော်တို့ဖွင့်ပြီးတော့အလုပ်တွေလုပ်နေတယ်ဗောနော်အဲ့တော့ Photoshop ဆိုလည်း2020 version တင်ပြီးတော့မှကျွန်တော်တို့ဒီမှာ Photoshop software ဖွင့်ပြီးတော့အလုပ်လုပ်နေတယ် Microsoft Excel လည်းဖွင့်ထားတယ် Microsoft Word လည်းဖွင့်ထားတယ်ပြီးရင်ကျွန်တော်တို့ဓာတ်ပုံလေးတွေလည်းဖွင့်ထားတယ်ဗောနော် Tab Manager တွေ Windows Explorer လည်းကျွန်တော်တို့ဖွင့်ပြီးတော့အလုပ်လုပ်နေတယ်ဒီတော့ဒါတွေအားလုံးကျွန်တော်တို့ကတစ်ပြိုင်တည်းဖွင့်ပြီးတော့အလုပ်လုပ်နေတဲ့အတွက် ကိုယ့်ရဲ့ကွန်ပျူတာဆက်က RAM နဲ့တော့ကျွန်တော်တို့က RAM နိုင်တဲ့အတွက်အရင်လေးနေတာဖြစ်ပါတယ်။ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ရောက်လာပြီဆိုရင်တော့ Photoshop software လေးကိုကျွန်တော်တို့ကအရင်ဆုံးပိတ်လိုက်ပါမယ်။ပိတ်ဖို့ရာအတွက်သူ့ကိုကျွန်တော်တို့ကဒီကနေပြီးတော့မောင်းနဲ့သွားထောက်ပြီးတော့အလွယ်တကူပိတ်လို့မရတော့ဘူးနော်။ဒီလိုမျိုးမရတော့တဲ့အခါမှာကျွန်တော်တို့ဒီရဲ့ process ဆိုတဲ့ထည့်ရနေပြီးတော့ Photoshop software လေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပါမယ်။အခုလိုမျိုးဆက်လက်လေးပိတ်ပြီးသွားပြီဆိုရင်တော့ဒီအောက်မှာရှိနေတဲ့ အန်တက်ဆိုတာလေးကျွန်တော်တို့နှိပ်လိုက်တာနဲ့တပြိုင်နက်ကျွန်တော်တို့ Photoshop software လေးရဲ့ကျွန်တော်တို့ပိတ်သွားပါလိမ့်မယ်ဒီရဲ့နေရာလေးမှာကျွန်တော်တို့တခုပြောစရာလေးရှိတာကကိုက Photoshop software ကိုဖွင့်ပြီးတော့မှအလုပ်တွေလုပ်နေရဆိုရင်ကိုလုပ်နေတဲ့အလုပ်တွေကတော့စက်ကအရန်လေးနေတဲ့အခါမျိုးမှာ file မသိမ်းထားရသေးဘူးဆိုရင်တော့ကျွန်တော်တို့အစားအနေပြီးတော့ပြန်ဆွဲရပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်တို့ reset ကမနိုင်တဲ့အတွက်ဒီရက်နီးလမ်းမှာမသုံးရင်လည်း ျွန်တော်တို့ဘာမှဆက်ပြီးတော့မှနှိမ့်လို့မရဘူးဖြစ်နေတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ဒီရဲ့နေအားနေပြီးတော့မှဆက်လက်လေးမှတ်ပြီးတော့မှ undead ဆိုတာလုံးလိုက်တာနဲ့တပြိုင်နဲ့ Photoshop software လေးပိတ်သွားပါလိမ့်မယ်။ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင် Excel software လေးလည်းထပ်ပြီးတော့မှပိတ်လိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ Microsoft Excel ဆိုတဲ့ software လေးမှာဆက်လက်လေးပိတ်ပြီးတော့မှအောက်မှာရှိနေတဲ့ကျွန်တော်တို့ undead ဆိုတာလေးကျွန်တော်တို့နှိပ်ခဲ့လိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာ Excel software လေးလည်း ိတ်သွားမယ်ပေါ့ဒီလိုပဲကျွန်တော်တို့ Microsoft Word software လေးကိုလည်းပေးလိုက်ပါမယ်ဒါကြောင့်သူ့ကိုဆက်လက်လေးပေးမယ် Enter ဆိုတာလေးလုပ်ခဲ့လိုက်မယ်အောက်မှာကျွန်တော်တို့ကဒီမှာဓာတ်ပုံလေးတွေကျွန်တော်တို့ကပြုလုပ်ဒီဓာတ်ပုံဖိုင်တွေကိုလည်းကျွန်တော်တို့ပိတ်ချင်တယ်ဆိုရင်ဆက်လက်လေးမှတ်ပြီးတော့ Enter ဆိုတာလေးလုပ်ခဲ့လိုက်ကိုဖွင့်ထားတဲ့ program တွေအားလုံးကိုကျွန်တော်တို့ကဆက်လက်လေးတွေမှတ်ပြီးတော့မှာ အန်တက်ဆိုတာလေးတွေကျွန်တော်တို့အားလုံးလောက်ခဲ့လိုက်ပါတော့။ဒါတွေအားလုံးလောက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီရက်တက်မန်နေဂျာဆိုတာလေးကိုကလုတ်ပြန်ပြီးတော့မှလောက်ခဲ့လိုက်လောက်ခဲ့လိုက်လို့ရပါတယ်။အခုလိုမျိုးလေးကျွန်တော်တို့အားလုံးလောက်ပြီးသွားတဲ့အချိန်မှာစက်ကကျွန်တော်တို့ကနည်းနည်းလေးတော့လေးနေလိမ့်မယ်။ကျွန်တော်တို့ပုံမှန်အတိုင်းလေးပြန်ပြီးတော့မှဖြစ်ဖို့ရာအတွက်ဆိုရင်ကိုယ့်ရဲ့ကွန်ပျူတာကျွန်တော်တို့ကစက်ကိုဒီ shortcut လေးတွေသုံးပြီးတော့မှကွန်ပျူတာကိုအရင်ဆုံးတန်ရှင်းလေးထပ်ပြီးတော့မှလောက်ပေးရပါမယ်။ ဒီတော့ကျွန်တော်တို့ကွန်ပျူတာတန်ရှင်းလောက်တဲ့အခါမှာသုံးပေးရတဲ့ keyboard shortcut လေးတွေကိုလည်းကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာတစ်ခါတည်းရှင်းပြပေးသွားပါမယ်။ကျွန်တော်တို့ကွန်ပျူတာကပုံမှန်အတိုင်းမလုပ်နေတော့ဘူး။စက်ကကျွန်တော်တို့၄တီ၄ခွေကြီးဖြစ်နေတဲ့ဆိုရင်ကျွန်တော်တို့ကွန်ပျူတာစက်ကိုတန်ရှင်းလောက်ပေးသင့်ပါတယ်။စက်တန်ရှင်းလောက်ဖို့ရာအတွက်အရင်ဆုံးကျွန်တော်တို့က window နဲ့ကျွန်တော်တို့ email ကိုနှိပ်ပြီးတော့မှအဝင်းဝင်းနဲ့အားနဲ့ကိုကျွန်တော်တို့နှိပ်ပြီးတော့အခုလိုမျိုးကျွန်တော်တို့က run box လေးဖွင့်လိုက်ပါမယ် ဒီရဲ့ run out ထဲမှာကျွန်တော်တို့ကရိုက်ထည့်ပေးရမှာလေးကအရင်ဆုံးကျွန်တော်တို့က reset ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ်။ဒီရဲ့နေရာလေးမှာကျွန်တော်တို့ရိုက်ထည့်ပေးရမှာလေးက reset ဆိုပြီးတော့ရိုက်ထည့်ပေးပါမယ်။ဒါကြောင့်ကျွန်တော်တို့ recent reset ဆိုပြီးတော့ရိုက်ထည့်မယ်။ပြီးရင်တော့ကျွန်တော်တို့က okay လေးနှိပ်ပေးလိုက်ပါမယ်။ โอเคနဲ့လိုက်တာနဲ့တပြိုင်နဲ့ကျွန်တော်တို့ဒီမှာကွန်ပျူတာမှာကိုရှေ့မှာလော့လောက်ထားခဲ့တဲ့ file တွေက reset ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ရောက်နေပါလိမ့်မယ်ဒီတော့ဒီ file တွေအားလုံးကကျွန်တော်တို့အတွက်အသုံးမလိုတော့တာဖြစ်တဲ့အတွက်ဒါတွေအားလုံးကိုဆက်လက်လေးမှတ်ပြီးတော့ control ရဲ့ a ရဲ့နှိပ်ပြီးတော့ဆက်လက် all လေးပြီးမယ်ပြီးရတော့ keyboard ကနေပြီးတော့ကျွန်တော်တို့က delete ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ reset ဆိုတဲ့ file တွေကိုကျွန်တော်တို့ဖြတ်ပြလိုက်မယ်ပေါ့နော်ဒီရဲ့နေရာမှာတော့ကျွန်တော်က လက်ရှိကျွန်တော်ကွန်ပျူတာမှာကိုကျွန်တော်ကဒီ၂ရက်တခါ၃ရက်တခါလောက်ကျွန်တော် shortcut လေးတွေနဲ့ရှင်းရှင်းထားခဲ့တာဖြစ်တဲ့အတွက် file ရအရင်မများတော့တန်းပြီးတော့မှပြက်သွားတယ်ပေါ့နော်တကယ်လို့မိတ်ဆွေတို့ရဲ့ကွန်ပျူတာမှာဆိုရင်တော့ကိုကတစ်လတစ်ခါနှစ်လတစ်ခါလောက်မှပဲရှင်းဖြစ်တယ်ဆိုရင် file ကျွန်တော်တို့အရင်များနေတယ်ဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ delete နဲ့နှိပ်ဖြတ်တယ်ဆိုရင်အစိမ်းနှမ်းလေးပြေးနေပါလိမ့်မယ်ကျွန်တော်တို့ခဏလေးကျွန်တော်တို့ပြည့်အောင်လေးစောင့်ပေးရမယ်ပေါ့နော်ဒါလေးကျွန်တော်တို့က reset ဆိုတဲ့ shortcut လေးနဲ့ပြီးသွားပြီဆိုရင် နောက်ထပ် shortcut လေးတစ်ခုထပ်ပြီးတော့သုံးပြရမယ်။ window key နဲ့ r နဲ့ကိုနှိပ်ပြီးတော့ run ball လေးပေါ်ပေးမယ်။နောက်တစ်ခုကတော့ကျွန်တော်တို့က temp tan ဆိုပြီးတော့မှရိုက်ထည့်ပေးရပါမယ်။အခုလိုမျိုးလေးရိုက်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က okay လေးနှိပ်ပေးလိုက်မယ်။ okay နှိပ်လိုက်တာနဲ့တပြိုင်နက်ဒီမှာကျွန်တော်တို့အတွက်အသုံးမလိုတဲ့ temp file လေးကျွန်တော်တို့ရောက်နေပါလိမ့်မယ်။ control a ကိုနှိပ်ပြီးတော့ select all လေးပြင်မယ် delete ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဖြတ်ခဲ့လိုက်ပါမယ်အခုလိုမျိုးလေးကျွန်တော်တို့ကဒီမှာ ပေါလေးပေါ်လာပြီဆိုရင်တော့ဒီနေရာလေးမှာကျွန်တော်တို့အမှန်ချင်းလေးချစ်ပြီးတော့ skip ဆိုတာလေးကျွန်တော်တို့လုပ်ခဲ့ပေးလိုက်ပါမယ်။အခုဒါဆိုရင်တော့ကျွန်တော်တို့ပြတ်သွားမယ်ပေါ့နော်။ဒါဆိုရင် shortcut လေးတခုပြီးသွားပြီ။နောက် shortcut လေးတခုကတော့ကျွန်တော်တို့က percent 10% percent ဆိုပြီးတော့မှရိုက်ထည့်ပေးရပါမယ်။နောက်ထပ်ကျွန်တော်တို့ shortcut လေးတခုက percent 10% percent ဆိုပြီးတော့ရိုက်ထည့်ပေးမယ်။ပြီးရင်တော့ကျွန်တော်တို့ okay လေးနှိပ်ပေးလိုက်ပါမယ်။ okay နဲ့လိုက်တာနဲ့တပြိုင်တည်းဒီရဲ့နေရာလေးရောက်လာပါလိမ့်မယ်။ အစောနားလိုပဲကျွန်တော်တို့ control a နဲ့ select all ပြပြီးတော့ keyboard ကနေပြီးတော့မှ delete ကိုနှိပ်ပြီးတော့ဖြတ်ခဲလိုက်ပါမယ်အခုလိုမျိုးဘောင်လေးကျလာပြီဆိုရင်တော့ဒီနေရာမှာအမှန်ချင်လေးထဲ skip ဆိုတာလေးကျွန်တော်တို့လုပ်ခဲ့ပေးလိုက်လို့ရတယ်ကျွန်တော်တို့ဒီရဲ့နေရာလေးမှာလည်းကျွန်တော်တို့က continue ကျွန်တော်တို့ဆက်ပြီးတော့လုပ်ပြီးတော့မှကျွန်တော်တို့ file လေးတွေကိုဖြတ်ပြလိုက်ပါတော့ ုလိုမျိုးလေးအစိမ်းနှမ်းလေးပြည့်သွားတယ်ဆိုရင်เนาะကျွန်တော်တို့အစိမ်းနှမ်းလေးပြည့်အောင်ကျွန်တော်တို့ခဏလေးစောင့်ပေးရပါမယ်။ ဒါလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့နောက်တစ်ခုအနေနဲ့ window key နဲ့ arn ကိုထပ်ပြီးတော့နှိပ်ပေးပါမယ်နောက်တစ်ခုကျွန်တော်တို့ရိုက်ပေးရမယ့် shortcut လေးက pie fvtch ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ်အခုလိုမျိုးလေးရိုက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ okay လေးနှိပ်လိုက်ပါမယ် okay နှိပ်လိုက်တဲ့အချိန်ဒီရဲ့နေရာလေးရောက်လာပါတယ်ကျွန်တော်တို့ sonar လိုပဲ control ရဲ့ a ရဲ့နှိပ်ပြီးတော့ select all လေးပေးလိုက်မယ် keyboard ကနေပြီးတော့မှကျွန်တော်တို့ delete ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဖြတ်ခဲလို့ရပါတယ် အခုလိုမျိုးလေးဘောင်လေးကျွန်တော်တို့ကြာလာပြီဆိုရင်တော့ဒီနေရာမှာအမှန်ချင်းလေးထည့်ပြီးတော့မှစကစ်ဆိုတာလေးကျွန်တော်တို့လုပ်ခဲ့ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့လက်ရှိပြုလုပ်ခဲ့တဲ့ကွန်ပျူတာတန်ရှင်းလုပ်ခဲ့တဲ့ shortcut လေး၄ခုကျွန်တော်တို့ပြီးသွားပြီပေါ့နော်။ပထမတစ်ခုကကျွန်တော်တို့က reset ဆိုတဲ့ shortcut လေးဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့ temp tab ဆိုတဲ့ shortcut လေးဖြစ်ပါတယ်။နံပါတ်3 shortcut လေးကတော့ကျွန်တော်တို့က percent temp percent ဆိုတာလေးဖြစ်ပါတယ်။ နောက်ထပ်ကျွန်တော်တို့နံပါတ်၄ shortcut လေးက prefer ဆိုရဲကျွန်တော်တို့ shortcut လေးဖြစ်တယ်ဗောနော်ဒီတော့ဒီက၄ခုပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကနောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ recycle bin ဆိုရဲအမိုက်ပုံးလေးမှာရှိနေတဲ့ကျွန်တော်တို့ data တွေအားလုံးကိုဖြတ်ပြစ်လိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာ recycle bin ဆိုရဲကျွန်တော်တို့ computer screen ပေါ်မှာရှိနေတဲ့ recycle bin ဆိုရဲထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါမယ်ဒီထဲမှာကျွန်တော်တို့ကကိုဖြတ်ထားတဲ့ file တွေအားလုံးကဒီနေရာမှာရောက်နေပါလိမ့်မယ်။ control ရဲ့ an နှိပ်ပြီးတော့ select all လေးပြမယ်။ ပြီးရင်တော့ delete ကိုနှိပ်ပြီးတော့မှဒီမှာ yes ဆိုတာလေးကျွန်တော်တို့ကလုပ်ခဲ့ပေးလိုက်ပါမယ်။ဒါဆိုရင်လည်းကျွန်တော်တို့ကဒီ recycle bin ဆိုတဲ့အမိုက်ပုံးထဲမှာရှိနေတဲ့ data တွေအားလုံးကလည်းကျွန်တော်တို့အသုံးမလိုဘဲနဲ့ဖြတ်ခဲ့တဲ့ data တွေဖြစ်တဲ့အတွက်ကျွန်တော်တို့အတွက်မလိုအပ်တော့ဘူးပေါ့နော်။ဒါကြောင့် df file တွေအားလုံးကိုလည်းကျွန်တော်တို့ကဖြတ်ပြစ်လိုက်ပါမယ်။ အခုလိုမျိုးကျွန်တော်တို့က shortcut လေးတွေနဲ့အားလုံးကျွန်တော်တို့ computer ကိုလည်းတန်ရှင်းလုပ်ပြီးသွားပြီအစောနောက်ကကျွန်တော်တို့ computer set ကရမ်းလေးပြီးတော့မှဒီဘာမှနှိပ်လို့မရတဲ့အခါလေးတွေကိုလည်းကျွန်တော်တို့ control order delete လေးနဲ့လည်းကျွန်တော်တို့ကအားလုံးကိုဖြည့်ရှင်းပြီးသွားပြီဆိုရင်တော့အားလုံးပြီးသွားတဲ့အချိန်မှာကိုယ့်ရဲ့ computer set ကိုကျွန်တော်တို့ restart တစ်ခါချပေးပါမယ်ဒါကြောင့်ကျွန်တော်တို့က order နဲ့ f4 ကိုကျွန်တော်တို့နှိပ်ပြီးတော့မှ restart လေးကျွန်တော်တို့ level တွေကိုချလို့ရတယ်ပေါ့နော်လောလောဆယ်ကျွန်တော်တို့ df file တွေအားလုံးကိုပိတ်လိုက်မယ် order a4 ကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုး shutdown window ဆိုတဲ့ဘောက်လေးကျလာပါလိမ့်မယ်ဒီတော့ဒီရဲ့နေရာလေးကနေပြီးတော့မှ restart ဆိုတာလေးကိုကျွန်တော်တို့ရွေးပြီးတော့ okay လေးနှိပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ computer set က restart ကြပြီးတော့မှ ကျွန်တော်တို့ပြန်ပြီးတော့မှ window တက်လာတဲ့အခါလေးကိုခဏလေးကျွန်တော်တို့စောင့်ပေးရပါမယ်အားလုံးကျွန်တော်တို့ပုံမှန်အတိုင်းဆက်ကပြန်ပြီးတော့မှလေပတ်ပြီးဆိုမှကိုယ်လုံးလုံးเสียရှိတာလေးတွေကိုပြန်ပြီးတော့မှပုံမှန်အတိုင်းအလုံးလုံးလို့ရပ်သွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်တယ်တကယ်လို့ကိုယ့်ရဲ့ computer ဆက်ကအရန်လေးပြီးတော့ဘာမှနှိပ်လို့မရဘူးဖြစ်နေတယ်ဆိုရင်တော့အခုပြပေးတဲ့နီလန်းလေးတွေအတိုင်းပြန်လည်ပြီးတော့ဖြည့်ရှင်းနိုင်မှာဖြစ်ပါတယ်ကိုကိုရိုင်းပြုတ်လုတဲ့အခါမှာကိုကိုရိုင်း လက်တွေ့ဖြစ်ပြနေတဲ့အခက်အခဲလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်စီကိုလာပြီးတော့မှမင်းမြန်ပေးလို့ရပါတယ်အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်္ကန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ